လမ်းမဆောင်နိုင်တော့ပေမဲ့တိန်းတထောင်မရှိလို့ဈေးမကူနိုင်ဖြစ်နေရဲ့မင်းသားဆွမ်းရဲ့တနာစရာအခြေအနေပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ဆယ်လင်စိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဇိုးဝါလာတဲ့ကျမ်းမာရဲ့အခြေအနေနဲ့အတူလမ်းမဆောင်နိုင်တော့ပေမဲ့ဈေးကူတာစီမရှိတော့လို့ခြေဖြတ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတာကတော့ဇမင်းသားလေးဆွမ်းစာနေပါအထူးသဖြင့်တော့စွမ်းစာနေရဈေးကူတာဖို့ပတ်စံမရှိလို့အခုဆိုရင်ဝီချင်းနဲ့လမ်းလျှောက်နေရတဲ့အခြေအနေပါအစောပိုင်းမှာတော့စွမ်းကတောင်ငူမှာဇက်ကနေနေ အသည်းနဲ့မုံးချိုအေးရောင်ကရေကိုတောင်မတောက်နိုင်တော့ပဲဂုံးနဲ့တောက်နေရတယ်လို့အခုတခါမှလည်းလမ်းတောင်မရောက်နိုင်တော့တဲ့အခြေအနေထိဖြစ်နေတာဖြစ်ပါတယ်။ဒါပြင်အခုဆိုရင်ပို့ပြီးတော့တနားစရာကောင်းတာကတိန်းတထောင်မရှိလို့စေးမကူတားရတဲ့အခြေအနေဖြစ်နေရပါ။ဒါကြောင့်လည်းပရိသတ်တွေကတော့ဇမင်းသာဆွမ်းစာနေတဲ့အခြေအနေကိုတနားကိယုနာတက်နေပြီးတော့စိတ်မကောင်းလဲဖြစ်ကြပါတယ်။ဒါအပြင်တရားလဲကြကြပါတယ်။အရင်တစ်ချိန်ကတော့ဆွမ်းအတွက်တိန်းတထောင်ဆိုတာကဇက်ပွဲတညစာပဲရှိရပါဘူး။ စွမ်းမရွှေငွေကြောက်တံဗရံများတွေပေါ်များလုံးလုံးဘယ်ဟာပြောက်လို့ပြောက်နေမှန်းတောင်မသိပါဘူး။ဒါအပြင်စွမ်းဟာကားပေါင်းများစွာတိုက်ပေါင်းများစွာနဲ့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးအောင်မြင်ဆုံးဇာမင်းသားဖြစ်ခဲ့ပါတယ်။အခုတော့တင်းတထောင်မရှိလို့စေမကူသားရတဲ့ဘဝကိုရောက်သွားရှာပါပြီ။ဒါကလည်းဘသူမပြုတ်မိမိမှုဖြစ်ကစွမ်းစာနီဟာအောင်မြင်တဲ့ကိုကိုကိုဖြတ်စည်းလိုက်တယ်လို့ဆိုရမှာပါ။ မင်းသားစွမ်းစာနေဟာအတိတ်တစ်ချိန်မှာတော့မြန်မာနိုင်ငံမှာအောင်မြင်ဆုံးဇမင်းသားတက်လက်ဖြစ်ပါတယ်။ဇမင်းသားလေးစွမ်းစာနေကတဲ့ပွဲဆိုရင်အမျိုးသမီးတွေကြိတ်ကြိတ်တူစီကားလေးရှိတာဖြစ်ပါတယ်။တချို့ပတ်ဆက်တက်နိုင်ပြီးတော့စွမ်းကိုကြိုက်ကြတဲ့အမျိုးသမီးတွေဆိုရင်စွမ်းဇက်တပင်ပင်မျိုးကိုပဲတော်တော်နောက်ကနေတန်းစီပြီးတော့လိုက်ကြရလို့သိရပါတယ်။ဒါအပြင်ကိုရီးယားမင်းသားလေးတွေထက်တောင်ပိုလှနေတဲ့စွမ်းကြောင့်ငုတ်တုတ်မေလဲသွားတဲ့အမျိုးသမီးပရိသတ်တွေလည်းရှိပါတယ်။စွမ်းရဲ့ချွေးတာတွေရွှဲရွှဲနဲ့အင်ကြီးတွေကိုနန်းကအမျက်တနိုးသိမ်းထားကြတဲ့အထိပရိသတ်တွေ ပေါ်မှာဇမင်းသားလေးစွန့်ရဲ့လွမ်းမိုးမှုကကြီးမားခဲ့ပါတယ်။ဒါပေမဲ့ဇမင်းသားစွန့်စာနေရအောင်မြင်မှုအရှိန်အဝါတန်ကိုမခံနိုင်မင်းနဲ့ပြက်စီးသွားခဲ့ရပါတယ်။အထူးသဖြင့်စွန့်စာနေရအောင်မြင်မှုအရှိန်အဝါကြောင့်မတုံးဆွဲသေးတဲ့အရာတွေကိုတုံးဆွဲပြီးတော့ခန္ဓာကိုယ်ပြက်စီးကာအောင်မြင်မှုတွေဆုံးရှုံးသွားရတာဖြစ်ပါတယ်။စွမ်းနဲ့နှီးစက်တဲ့သူတွေရဲ့အဆိုအရတော့စွမ်းစာနေဟာတရက်ကိုရမကနှလုံးလောက်ကိုအေးအေးဆေးဆေးတောက်နိုင်တယ်လို့သိရပါဗျ။ အထူးသဖြင့်စွမ်းစာနေကအိယာနူရာနဲ့အရက်ကိုရေမရောပဲတောက်တယ်လို့သိရပါတယ်။ဒါအပြင်တခြားသောစိတ်ကိုပြောင်းလဲစေတဲ့အရာတွေကိုလည်းသုံးဆွဲတာဖြစ်ပါတယ်။ဒါကြောင့်စွမ်းရည်ဇက်သမင်ကြီးပြည့်စည်ခဲ့ရသလိုစွမ်းရည်ကျမ်းမာရေးကလည်းတစ်နေ့ထက်တစ်နေ့ဆိုးဝါးလာတာဖြစ်ပါတယ်။ဒါပေမဲ့စွမ်းဟာရမကမပြတ်နိုင်ပါဘူး။အခုဆိုရင်တော့စွမ်းရည်ပေါင်ကြောတွေလည်းပြည့်စည်နေရလို့ဆိုပါတယ်။အရင်ကတော့ပေါင်တစ်ဖက်ပဲဆိုပေမဲ့အခုချိန်မှာတော့နှစ်ဖက်စလုံးဖြစ်လာတယ်လို့သိရတာပါ။ ဒါကြောင့်အခုချိန်မှာစွမ်းစာနေကလမ်းမလျှောက်နိုင်တော့ဘဲဝီးချဲနဲ့ထိုင်နေရတာဖြစ်ပါတယ်။အခုတခါမှာတော့စွမ်းရဲ့တပည့်ရင်ဇမင်းသားဝီလင်းထက်ရဲ့အဆိုအရစွမ်းရဲ့ပောင်တွေကိုခွဲစိတ်ကူသားဖို့လိုအပ်နေရပါ။ဒါကြောင့်အိန္ဒိယကိုဆေးကုသွားရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သိန်းတစ်ထောင်မရှိလို့စွမ်းတယောက်ဈေးမကူနိုင်ရှာပါဘူး။ဒါကြောင့်စွမ်းရဲ့ပရိသတ်တွေနဲ့ပရိသတ်အဖွဲ့တွေကိုအကူအညီတောင်းနေရဖြစ်ပါတယ်။ဇာတ်သပင်ဥက္ကဋ္ဌဖိုးချစ်ကတော့ကူညီနိုင်မယ်လို့မျှော်လင့်ရတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဈေးမကူနိုင်တဲ့အထီးမွေးနေ ဲ့စွမ်းကိုတနာကြလာဆိုတာပြောခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်